မိဘတွေကတင့်ရဲ့အခြေအတွက်အထောက်ပံ့မပြုဘူးဆိုရင်တော့ဒီဗီဒီယိုကိုပြသလိုက်ဖို့အကြံပေးရပါတယ်တရုတ်ပြည်လူဦးရေတိုးပွားနှုန်းမှာ62နှစ်တာအတွင်းအနိုင်ဆုံးသူကျဆင်းလာနေကမိဘများမှာ၎င်းတို့ရဲ့သားသမီးများဘဝလက်တော်ပေါ်ရစေရန်အပြင်းအထန်ကြိုးပမ်းလာကြတယ်ထို့သောကြိုးပမ်းမှုများအနက်ဖခင်တအူးရဲ့စူးစမ်းမှုမှမူအများထက်ထူးခြားလာတယ် ထိပ်ပီနေမှဖာဂီတူအာအိမ်နောက်ဘက်ရှာဖွေရေးနေရာတစ်ခုသို့၎င်းရဲ့အသက်24နှစ်ရှိပြီဖြစ်သောတားဖြစ်သူဇနီးရယံစွဲဆောင်နိုင်ရေးရည်ရွယ်ကအိမ်ချက်မြေစာချုပ်20ကျော်နှင့်အတူရောက်လာခဲ့ကြောင်းတရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ Jimu News တွင်ဖော်ပြခဲ့ပါတယ်။ထို့သောသောဂျင်ဘက်ရှာဖွေရေးနေရာများသည့်အများပြည်သူပိုင်နေရာများတွင်ပြုလုပ်လေ့ရှိပြီးတရုတ်ပြည်တော်မျိုးကြီးမျိုးငယ်များတွင်တွေ့ရလေ့ရှိသည်။ ို့နေရာတွင်မိဘတို့က၎င်းတို့ရဲ့တာသမီများအတွက်အလားအလာရှိမီလက်တွဲပုံများရှာဖွေရန်လာရောက်လို့ရှိကြတယ်။လူမှုကွန်ရက်တွင်ပြန့်နှံ့နေသော video file တစ်ခုနိုင်တွေ့ရသည်မှာအဆိုပါဖခင်ကစာရွက်စာရန်အထက်လိုက်ပါဝင်သောပန်းရောင်လက်ဆွဲအိတ်တလုံးကိုတည်ဆောင်ပြနေပုံအားတွေ့ရတယ်။ဖခင်ဖြစ်သူပြောကြချက်အရအဆိုပါအိတ်အတွင်ကူးတန်းရောင်းဝယ်ရေးဆိုင်ရာအဆောက်အအုံများပြရေးစာချုပ်များပါဝင်နေဟုဆိုပါတယ်။ ထိုဗီဒီယိုသည်တရုတ်ပြည်၏ Twitter ဟုဆိုနိုင်သော Weibo လူမှုကွန်ရက်တွင်အလွန်ပြန့်လန့်နေခဲ့ပြီးကြီးစုမှုအကြိမ်ရေ88တန်းကျော်ရှိခဲ့ဘူးစာဘတ်ရှာဖွေရေးနေရာသို့ဖခင်ဖြစ်သူကယူဆောင်လာတဲ့အိမ်ချမ်းမြေစာချုပ်များစွာပါဝင်သောပန်းရောင်လက်ဆွဲအိတ်ဖခင်ဖြစ်သူကကြွားဝါလိုတာမဟုတ်ပါဘူးသူကချိမရှာဖို့သူ့ရဲ့ယူသားတဲ့ဆန္ဒကိုပြလူယုံတာဖြစ်ပါတယ်ဟုဖခင်ဖြစ်သူပေးတော့အချက်လက်အပြည့်စုံကို မှတ်တမ်းတင်ဆက်ရင်းသွင်းခဲ့သူဘူးစာဖက်ရှာဖွေပေးသူဝန်ကဂျီမွန်းညူးစ်သတင်းဌာနကိုပြောပါရယ်သူသားမှာတင်းငိခိုင်မာတဲ့အလို့တစ်ခုရှိပြီးအရေးချင်းကောင်းတွေအများကြီးရှိရဲ့လို့သူကပြောပါရယ်သို့တော့အွန်လိုင်းတွင်ပြည့်နှက်နေဗီဒီယိုနဲ့ဆက်လင်းပြီးမိဘတို့အနေနဲ့သားသမီးများအိမ်တော်ဘက်ရှာဖွေရေးအတွက်အသုံးပြုနိုင်တဲ့နည်းလမ်းများအပေါ်မိကုံးများပေါ်ပေါက်လာစေတယ်ဒီလိုမျိုးဖိအားပေးတာကတော့အရေးများပါတယ် တားဖြစ်သူကအိမ်အောင်မပြုတ်ကျင်တော့တာမျိုးတော့ဖြစ်စေနိုင်တယ်ဟုလူမှုကွန်ရက်သုံးဆဲသူတို့ကကွန်မန့်ရေးသားမှတ်ချက်ပြုတ်ခဲ့ပါတယ်။ယခုလို့ရသည်ကြိုင်ဆိုင်မှုပုံသဏ္ဍာန်တစ်တခုမွေးဖွားလာစေနိုင်ကြောင်းဝေဖန်ကြတယ်။ယခုချိန်လမ်းမှာလူပြိုတို့အိမ်အောင်ပြုတ်နိုင်ရန်အတွက်အမြင့်ဆုံးသတ်မှတ်ချက်ကြီးတစ်ခုဖြစ်လာနိုင်ကြောင်းလူမှုကွန်ရက်သုံးဆဲသူတို့ကဝေဖန်ကြတယ်။ယခုခါတရုတ်ပြည်တွင်အိမ်အောင်ပြုတ်ခြင်းများရှောင်ကျဉ်မှုမြင့်တက်လာကား လွန်ခဲ့သော၈နှစ်တာအတွင်းအိမ်အောင်ပြုမှုနှုန်းမှာအနိုင်ပါဆုံးဖြစ်လျက်ရှိသောကာလမျိုးဖြစ်ပါတယ်။လူဦးရေကျဆင်းလာမှုကြောင့်2021ခုနှစ်ဩဂုတ်လတွင်တရုတ်အစိုးရကဇနီးမောင်နှံစုံတွေများအားကလေး၃ဦးစီအထိယူခွင့်ရှိရန်ဥပဒေလွှဲပြောင်းပေးခဲ့တယ်။တရုတ်ပြည်ယဉ်ကျေးမှုတလေအရမိန်းကလေးများကို အသက်30မတိုင်ခင် လက်ထပ်ကြရဲအကယ်၍အသက်20ခွန်ကျော်သည့်တိုင်လက်မထက်ရသေးပါက ထိုမိန်းကလေးကို ရှန်နုဟုခေါ်ကြရဲ အတိတ်ဘယ်မှာအတွင်းအကြံမင်းကလေးဟုအတိတ်ပဲရတယ်။ကြီးရှုနေကြတဲ့ချစ်ပရိသတ်ကြီးတွေတင်တို့ရဲ့မိဘတွေအနေနဲ့တင်တို့ရဲ့အခြေရေးအပေါ်ဘလိုမျိုးအကူအညီထောက်ပံ့ပေးသလဲဆိုတာတခြားသူတွေတီအောင်ပြောပြသွားကြပါအောင်ရှင်။ကြီးရှုအပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ကြီးစတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။စိတ်ဝင်စားစရာကောင်းတဲ့ view တွေကိုကြီးရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်။